တေးလေကြောင်မင်းဟာတက်ကတိ300ကိုမှနိုင်ရဆန်းသွားပါတယ်။ဒီနောက်မှာတော့ပကံမင်းနေရရင်ကောင်နေနဲ့ပို့တူသွားပါတယ်။တက်တုတ်လို့ကိုတေးကြတာပါ။တက်ကတိ300ကိုကနေတက်ကတိ935ရောက်မှတမိုင်းမှာထူးခြားတာတခုဖြစ်ပါတယ်။ဂျားထဲမှာ226နှစ်လောက်ကမင်းတွေပြောင်းလာတဲ့အချိန်ကုန်နေတာပါ။ဖွန်ချင်မင်းဆိုတဲ့နာမည်နဲ့ဘရင်တပါးကတက်ကတိ920မှာလမ်းတက်လာပါတယ်။ပြီးတော့ရွှေအုံသီးဆိုတဲ့တားတယောက်ကိုလည်းဝေးခဲ့ပါတယ်။ဘာမှတူးတူးခြားခြားမတ်ခဲ့ဘဲနဲ့အသက်38နှစ်မှာတင်သေးသွားပြီးတော့ပကံခဏလောက်ဘရင်ပြောက်သွားပါတယ်။ ဒါကဘာလို့လဲဆိုရင်ထွန်ချင်မင်းရဲ့သားတော်ရွှေအုံးသီးကိုဘယင်မညောက်ပဲနဲ့ယဟန်တစ်ပါးကိုဘယင်ညောက်ခြင်းလို့ပါဒီယဟန်နာမည်ကပုပ်ပါသောယဟန်ဖြစ်ပြီးတော့ဘယင်ဖြစ်သွားတော့တင်ခါရသာမင်းဖြစ်သွားပါတယ်ဘယင်ဝိုင်းမြောက်လိုက်ကြတာကမိဖုရားတွေပါစမ်းသီးတော့စမ်းသီးပါပဲအစ်တတက်လာတဲ့ဘယင်ကသူ့ကိုတတ်မှကြောက်တော့အရှင်မင်းသားရွှေအုံးသီးကထွက်ပြေးပြီးတော့ပလင်းဆိုတဲ့အရာမှာသရောင်းသားသွားလုံနေပါတယ်အရှင်မင်းသားသရောင်းသားဖြစ်ရဲ့ဘလို့တောင်းမယ်လို့ထဲ့တယ်။ဆောက်တဲ့မရှိဘူးရော့။ 9000ထဲလိုက်တယောက်9000ထဲလိုက်ဝေမန်နီယန်လွဲလိုက်တစ်ဖက်မှာတင်ကားရတာမင်းကတော့အုံးသီးကိုဂယုတော်မဆိုင်ပဲနဲ့တိုင်းဒီကိုအင်းသေးသေးချေးပြီးအုပ်ချုပ်နေပါတယ်ပကံမှာမင်းအစ်စ်တက်လာပြီဆိုရင်မင်းမဟာဂီရိနတ်ကလာပြီးနှုတ်ဆက်ရပါတယ်ဟေး bro ဘာတွေလုပ်နေလဲ bro ဒါပေမဲ့ဒီမင်းလက်ထက်မှာတော့ခင်မလာပါဘူးမဟာဂီရိနတ်အကြောင်းကိုမသိသေးရင်အပိုင်းတစ်ကိုတွက်ကြည့်လိုက်ပါမဟာဂီရိနတ်ကအိမ်ရှင်မင်းရွှေအုံးသီးရှိနေသေးတာကြောင့်မင်းမျိုးမဟုတ်တဲ့တင်ကားရတာကိုအတိမတ်မပြုတဲ့သဘောပါဒီတော့ တင်ကားရတာမင်းကရွှေအုံးသီးကိုပြန်ခေါ်ပြီးသမီးနဲ့ပေးထားလိုက်ပါတယ်။အင်ရှင်မင်းလည်းပြန်ဖြစ်သွားတယ်ပေါ့။သရောင်းသားသွားလုံးနေမှာဘရင်သမီးနဲ့ရပြီးအင်ရှင်မင်းပြန်ဖြစ်လာတယ်ဆိုတော့သူ့ကံလည်းဆန်းသီးတော့ဆန်းသီးပါပဲ။တက္ကရာ962ကိုရောက်တော့တင်ကားရတာမင်းကတက္ကရာထိုးပါတယ်။တက္ကရာထိုးတယ်ဆိုတာတိတ်တော့ထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူး။ဥပမာအခုက2025ခုနှစ်ဆိုရင်2025လို့မမှတ်တော့ဘူး။တက္ကပြန်မှတ်ကြမယ်ဆိုပြီးမှတ်တာမျိုးပါ။ဒီမှာလည်း962ကိုထိုးပြီးနှစ်ဆိုပြီးတတ်မှတ်လိုက်ပါတယ်။ဘာလို့လဲဆိုရင်ကျွန်တော်လည်းမသိပါဘူး။ နတ်ခတ်ပါညာပေါ့ထိုးထိုးဒီထိုးလောက်ထားမှမကြသေးဘူးတက္ကရာအသေးလေးနှစ်ခုနဲ့မှလည်းသင်္ကရာသာမင်းလည်းနဲ့ရွာဆန်သွားပါတယ်ဒီနောက်အုံးတီးကဘယင်ထက်လာတယ်ပေါ့တိတ်တော်လည်းမကြလိုက်ပါဘူးတက္ကရာ၁၄ရောက်တော့သူလည်းရှော့သွားပါတယ်ရွှေအုံးတီးမင်းနဲ့ရွာဆန်သွားတော့နန်းတော်ထဲကိုကြားတကောင်ဝင်လာတယ်လို့လည်းသိရပါတယ်ဂန်ဆိုတာတောတွေတောင်တွေထဲမှာရှိတာပါသူသောတိခက်ကလည်းဝက်ကြီးတွေငှက်ကြီးတွေရှိသေးတော့ဒီကြားလောက်ကတော့ why not ဒီကနေတက္ကရာအသစ်နဲ့ပဲအဖေတေတားတက်နဲ့140ရောက်မှတန်တမင်းလက်ထက်ကိုရောက်လာပါတယ်ဒီမင်းက မင်းတွေကိုတော်တော်ချက်ပါတယ်မင်းသားကိုလည်းခဏခဏသွားပါတယ်ဒီလိုသွားတိုင်းလဲမောင်မငယ်လေးတယောက်ကိုခေါ်သွားတတ်ပါတယ်ဒီလိုနဲ့တနေ့ကျတော့ခေါ်နေကြမောင်မငယ်လေးကိုပဲခေါ်ပြီးမင်းသားကိုသွားတယ်ရပါတယ်ဒီတစ်ခါမှာတော့မင်းထိန်နဲ့မောင်မနဲ့ပေါ့ပြီးဘရင်ကိုမြင်းချိပြစ်တဲ့တွင်းနဲ့တွန်းချပြီးလောက်ကြံခဲ့ပါတယ်တမိုင်းစာအုပ်ဒီမှာမရေးကြပါနဲ့တဏ္ဏမင်းကမြင်းချိနစ်ပြီးသေးတာပါဒီနောက်တက်ခရက်268မှာခလင်ကခွေးရဘရင်ဖြစ်လာတာပါဘရင်နဲ့ဘာမှမတော်တယ်လို့အင်ရှေလည်းမဟုတ်ပါဘူးဒါပေမဲ့ main goal ဖြစ်နေလို့ဖြစ်တာပါ တခါတလေကြာရေလူတွေကရွေးချယ်မှုတွေကိုသူတို့လောက်ကြတယ်လို့ထင်ပါတယ်ဒါပေမဲ့ရွေးချယ်စရာတွေကိုဘယ်ဟာပေးထားလဲဆိုတာတော့မစင်းသားကြပါဘူးခစ်လာရမှရှိရအเจ้าကိုဖမ်းပါတယ်ဘာလို့ပြောတာလဲဆိုဆက်ကြည့်ပါတန်နံမင်းရှိမှာဘယင်တပားရှိခဲ့ပါတယ်ဒီဘယင်မှာညီလည်းရှိပါတယ်တဲ့လားဆိုတော့လဲမတဲ့ကြပါဘူးညီကိုတွေမတဲ့ရင်ရန်ဖြစ်ပါတယ်ဒါကဘယင်နေဆိုတော့ဆစ်ဖြစ်ပါတယ်ညီဖြစ်သူကရှုံးပြီးတော့ဆက်လီအရက်ကိုပြေးပါတယ်အဲ့ဒီမှာပဲအခြေချပြီးတားသမီးတွေမွေး တာသမီတွေရတယ်တာသမီတွေပြန်မွေးပြီးငခွေးဆိုတဲ့နေလေးတယောက်ကိုရလိုက်ပါတယ်မိဘတွေကခင်းရတော့ငခွေးကိုတထွေးတွေပြီးကြိုအထည်ရောင်းစားလိုက်ပါတယ်နှစ်တွေကြာအသက်တွေကြီးပြီးတနေ့မှာတော့ဒီငခွေးကအထည်ခိုင်းလို့ပကံကိုသွားရပါတယ်ကုံသွားတင်တာပါဒီလိုကုံတင်ပြီးပြန်လာတော့အထည်နှိမ့်ဆက်တာလည်းခံရပါသေးတယ်နောက်ပိုင်းတထေးနှိပ်သက်တာမခံနိုင်တော့တဲ့အဆုံးမှာတော့ပကံကိုပြန်ထွက်ပြေးပြီးတော့တဏ္ဏမင်းစီကိုရောက်သွားပါတယ်တဏ္ဏမင်းကလည်းတနာပြီးမြင်းထိုင်ရူပေးလိုက်ပါတယ်ပြီးတော့တဏ္ဏမင်းကိုလှုပ်ကြံပြီးဘယင်ဖြစ်လာတာပါ ဲ့ဒီခက်ကဆိုဒီသလန်ကပလော့တွေကောင်းကောင်းနဲ့စကားခက်ခဲမှာပါရှေ့မှာဘာကြောင့်ပြောခဲ့လဲသိပြီထင်ပါတယ်သလင်ငခွေးကမာနာလည်းကြီးပါတယ်ချိုင်းဟူထရာမာလို့ပြောအောင်လဲကျုံထိခဲရလို့မာနာကြီးတာကြီးရတော့ဘာလားပေါ့နောက်တော့မခဏနိုင်တော့တဲ့မူးမတ်တရားပဲစင်ထဲကိုလက်ထိုးပြီးတတ်ခိုင်းပါတယ်ဒီနေရာမှာဘယင်းကိုလောက်ကြံတဲ့စင်ထဲကိုနည်းနည်းချီးမွမ်းခံဖွင့်ရပါမယ်ဥပမာကျွန်တော်ကစင်ထဲမှာထားဘယင်းကိုတတ်ရမဲ့တောင်းဝင်လဲရပြီမူးမတ်တရားတတ်ခိုင်းတာဆိုတော့အမှုလည်းမပတ်နိုင်ဘူးဒါပေမဲ့ ဘယင်မတည်ရင်တော့ကိုကပြန်တည်မယ်ဒီတော့ဘယင်လည်းတည်ရမယ်ကိုအတွက်လည်းမရောက်ပါဘူးတိုင်းသူပြည်သားတွေကိုလည်းပြန်ရှင်းပြနိုင်ရမယ်အမှုကိုထည့်ရမယ်ဒီနေရာမှာခင်ဗျားတို့ဆိုရောဘယ်လိုလုပ်မလဲဒီစင်ထင်းရတော့ပါနှက်ပါတယ်ပုံမှန်အတိုင်းပဲဘယင်ကိုစင်နဲ့ရေကန်စီလိုက်ပို့ပါတယ်ရေကန်ကိုရောက်တော့ဘယင်ရဲ့စင်ကျိုးကိုမတိမတားလေးပြုတ်ကြအောင်လုပ်လိုက်ပါတယ်နိုးနစ်ပြီးတော့ပဲသလင်ကခွေးကတည်သွားတာပါလိုအပ်တဲ့အချက်လက်တွေလည်းပြည့်စုံသလိုမုတ်တမဲကြီးလည်းအမဲသားအဖြစ်ကြံမနေခဲ့တော့ပါဘူးဒါကြောင့်မလို့လေ ကလေးငခွေးကိုလှုပ်ကြံခဲ့တာဘာတူလဲဆိုရင်စင်ထိန်သမားတယောက်ဆိုတာလွဲပြီးကျန်တာဘာမှမသိပါဘူးဒီလိုအကွက်ကြကြနဲ့ဆောက်ကျင်ရောက်လာတာကိုပါရမီပါတဲ့လူတွေတမိုင်းမှာတပုံကြီးရှိပါတယ်ကျန်တာတွေကိုတော့အပိုင်းသုံးနဲ့ဆက်ပါမယ်ပကံမင်းတွေကအများကြီးကြံပါသေးတယ်ငင်းချီနစ်တာနဲ့နုံနစ်တာထက်ဆိုးတာတွေလည်းရှိပါတယ်ဒီပူဒူလေးကတော့ဒီလောက်ပါပဲနောက်ပူကိုရောက်မှပြန်တွေ့ကြမှာ